မင်္ဂလာပါရှင်မြမစတိုရီဟောချန်နယ်ကကြိုဆိုပါတယ်ဒီနေ့ပြောပြပေးမှာကတော့ကျမတို့ရဲ့လူပေါင်းလောကမှာလူသားချင်းချင်းဖြစ်ပေမဲ့လည်းကျေးဇူးမတိတဲ့ဖက်သစ္စာဖောက်တဲ့သူဟာတရိစ္ဆာန်များတတ်ပင်စိတ်ဓာတ်ယုံညံ့တတ်ကြောင်းနဲ့ယူသားစွာကျေးဇူးတိတဲ့သောတရိစ္ဆာန်တို့ဟာလူတို့အတွက်အားကိုးရတဲ့မိတ်ဆွေကောင်းများဖြစ်နိုင်ကြောင်းကိုပေါ်ညွှန်းပြသထားတဲ့ပုံမြင်ကောင်းလေးတစ်ပုဒ်ကိုပြောပြပေးမှာဖြစ်ပါတယ်လွန်လေပြီးသောအခါက အိန္ဒိယနိုင်ငံတော်ကြီးမှာကြီးစွာသောမိုးခေါင်ရေရှားမှုနဲ့ကြုံရရပါတယ်။နေမင်းရဲ့အပူချိန်ဟာတနေ့ထက်တနေ့တိုးလာတဲ့အတွက်ကြောင့်ခြေရင်းရေကန်၊ချောင်းမြောင်ရေတခွန်တွေတွေတို့ဟာခန်းချောက်ကုန်ကြရရှာပါတယ်။တောက်သုံးမှုရေမရှိတဲ့အတွက်ကြောင့်လူသားတွေမှာခက်ခဲကြရပါတယ်။ပင်လယ်ရေတရဝဖြစ်ကြတဲ့လိပ်တွေငားတွေကလည်းမိခိုးစရာရေမရှိတဲ့အတွက်ကြောင့်သေဆုံးကုန်ကြရပါတယ်။တစ်ပင်တို့ကလည်းရေမရတဲ့အတွက်ကြောင့် ညွန်နှွန်း၆တွေ့ကုန်ကြရပါတယ်။ငါတို့ဒီလည်းပဲရေအမှတ်ဖြင့်ရေကိုရှာဖွေရင်ပင်မန်းစင်းရည်တွေ့ကုန်ကြရပါတယ်။ထိုခါခါစပူဒိတ်တကျုံလုံးမှာရှိရဲ့တရှိတော်ဝမှန်သမျှတို့ဟာရေကိုသာအလူရဲ့ရှာဖွေနေခဲ့ကြပါတယ်။တရဝအလုံးရေကိုအလူရဲ့ရှာရင်းနဲ့ဒုက္ခများစွာနဲ့တွေ့ကြုံခဲ့ကြရပါတယ်။အဲဒီခါမှာမွေနဂါးတကောင်ဟာ အတောင်60ခန်းနဲ့ တွင်ကြီးတွင်မှာရေရဲ့အနံ့ကိုရတဲ့အတွက်ကြောင့်အဲ့ဒီတွင်ကြီးရဲ့ကိုဆင်းပြီးရေကိုရှာရင်းနဲ့အာရင်မပြည့်စုံတဲ့အတွက်တွင်မို့ပြန်ရအောင်မတက်နိုင်တော့ပဲတွင်ထဲမှာပဲကြာနေခဲ့ပါတယ်။ထို့သူကျေးသားတကောင်နဲ့လူတယောက်တည်းလည်းပဲအဲ့ဒီတွင်ထဲကိုရေရှာရင်းဆင်းခဲ့ကြရင်အာရင်မပြည့်စုံတဲ့အတွက်တွင်ထဲမှာပဲကြာနေပြန်ပါတယ်။အဲ့ဒီတွင်ကြီးရဲ့မှာလူငကားကြီးငှား တရဝသုံးဦးတို့ဟာရေငတ်မွနေတဲ့အတွက်ကြောင့်တဦးတို့တဦးဘသူ့ကိုမှအနေရမပြုတ်နိုင်ကြပဲအတူနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဘာနသည်ပြည်သားယောက်ျားတယောက်ဟာရေထွက်ရှာရင်းနဲ့အဲ့ဒီတွင်းကြီးနာကိုရောက်လာခဲ့ပါတယ်။တွင်ထဲမှာကြားရောက်နေတဲ့တရဝသုံးကို တွေ့ရတဲ့အခါမှာတနာတဲ့အတွက်ချင်းနောင်ကြီးတလုံးကိုနှွယ်ဖြင့်ချီးပြီးတွင်းထဲကိုချပေးပြီးရောထိုတရဝသုံးကို တွင်းပေါ်သို့ဆွဲတင်ကာ အသက်ကိုကယ်တင်ခဲ့ပါတယ်။အဲဒီလူငတ်ငကာကရဝါသုံးလူဟာမိမိရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ယေရှုရှင်ကိုယေရှုတင်စကားပြောကြားပြီးမိမိတို့နေထိုင်ရာအရက်ဒေသအသီးသီးကိုညွန်ပြပြီးတော့အကူအညီလိုအပ်ပါကမိမိတို့ထံလာခဲ့ပါဟုဖိတ်ခေါ်ခဲ့ကြပါတယ်။အဲဒီကရဝါသုံးမှာကြီးသားဟာဆိုရင်ပါနတိမျိုးရဲ့တောင်ဘက်တကောဝမှာရှိရပညောင်မင်းကြီးမှာနေပါတယ်။ မွေနှကားကတော့အဲ့ဒီပညောင်မင်းကြီးနဲ့မနီမွေမှာရှိရဲ့ကြီးမားတဲ့တောင်ပို့အတွင်းမှာနေထိုင်ပါတယ်။လူပုဂ္ဂိုလ်ကတော့ဘာယာနတိမြို့တော်အတွင်းမှာနေထိုင်သူဖြစ်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီတရဝသုံးရဲ့အသက်ကိုကဲခဲ့တယ်။ဘာယာနတိပြည်သားဟာအကူညီတောင်းရန်အရေးပေါ်ကိစ္စဖြစ်လာတဲ့အတွက်ကြောင့်မိမိကို ဖိတ်ခေါ်ခဲ့ကြတဲ့တရဝသုံးထံကို အလဲအပတ်သွားပါတယ်။ပထမဦးဆုံးခြေသားထံကိုသွားပြီးခြေသားမှာကြတဲ့အတိုင်း အညောင်မင်းကြီးရဲ့အရင်မှရက်ပြီးအဆွေကြီးသားဟုအတန်းပြုလိုက်ပါတယ်။ကြီးသားဟာအင်းမြန်စွာပေါ်လာပြီးမိတ်ဆွေအခုမှပဲလာတော့တယ်အဆွေရဲ့ကျေးဇူးကိုတရိယာနေပါတယ်။ဒီကိုလာရတဲ့အကြောင်းကိုလည်းသိပြရစေဟုပြောဆိုပါတယ်။အဆွေကြီးသားငါမှာအသက်မွေးဖို့ခက်ခဲနေလို့ပါ။ငါရဲ့ကာမရတွေကိုဘာယာနတိမျိုးတွေကမိတ်ဆွေတယောက်ရဲ့အိမ်မှာထားခဲ့ပြီးတင့်ကိုအားကိုးရအောင် လာခဲ့တာပါဟုပြောပါတယ်။အဲဒီခါကြီးသားက အော်ဆွေကျေးဇူးရှင်အဆွေရငါရဲ့အသက်ကိုကယ်ခဲ့ကျေးဇူးရှင်ပဲတင့်ရဲ့အရေးကို အလေးထားပြီးကူညီရမှာပေါ့ဘာမှစိတ်မပူပါနဲ့ဒီမှာခဏနေခဲ့ပါဟုပြောပြီးဂျေတာဟာကောင်းငင်ကိုပြန်တက်သွားရမှာဘရင်ဥယျာဉ်တော်အတွင်းကိုရောက်သွားပါ යි ဗာနဒီမင်းဟာမင်းဝင်တစားလေးကို ချုပ်ပြီးမင်းမှုရန်တို့ကိုဆောင်းလျှောက်ကြည့်ရှုရန်တာဝန်ပေးထားပြီးကြာမျိုးငါးပါးနဲ့ပြည်စုံတဲ့မင်္ဂလာရေကန်တော်ကြီးအတွင်းကိုဆင်းပြီးဖြေချိုးနေတော်မူပါ යි ဂျေတာဟာ မင်းကြီးချွတ်ထားတဲ့ဝတ်တန်စာတို့မှပလဲသွဲကိုတွေ့မြင်တဲ့အခါမှာမင်းမှုတန်းတို့မမြင်အောင်ထိုပလဲသွဲကိုကိုက်ချီးပြီးမိမိနေရာကိုလင်းမြန်စွာပြန်တန်းခဲ့ပြီးကျေးဇူးရှင်ယောက်ျားသတိနှစ်သုံးပါဟုဆိုပြီးပေးအပ်လိုက်ပါတယ်။ကျေးဇူးရှင်ယောက်ျားလည်းပဲပလဲသွဲကိုယူပြီးတာမယာရှိရာမြို့တော်တွင်းကိုဝင်ခဲ့ပါတယ်။မြို့ရင်းကိုရောက်တဲ့အခါမှာအဲ့ဒီပလဲသွဲကို စိတ်ချရတဲ့နေရာမှာခိတ္တသိမ်းဆဲထားလို့တဲ့အတွက်ကြောင့် အသက်ကြီးခဲ့ဘူးတဲ့ဗိုင်ဟန်နတိပိသားထံကိုသွားရောက်ပြီးခိတအနှံထားပါတယ်။ဗိုင်ဟန်နတိမင်းဟာ ရေချိုးပြီးရဲ့အခါမှာမင်္ဂလာရေကန်ကနေတက်လာပြီးမိမိရဲ့အဝတ်တန်းစားတွေကိုဝတ်ဆင်တဲ့အခါမှာတော့ပလဲသွဲကိုမတွေ့ရတဲ့အတွက်ကြောင့်မြင်မှုထမ်းတို့ကိုနေရာအနှံ့လှဲ့လဲရှာဖွေစီပါတယ်။ရှာရွေးမတွေ့ရတဲ့အခါမှာတော့ပလဲသွဲရှာတွေ့ရတဲ့သူကိုစူးကြီးလက်ကြီးပေးမယ်လို့မျိုးရင်းမှာ ကြေညာစီပါတယ်။ အဲ့ဒီလိုကြီးညာနေရကိုပလဲတွေခိတသိမ်းထားတဲ့ဗာရဏတိပြည်သားဇာတိရဲ့အခါမှာဂျေဇူးတရားကိုမငယ်ပဲလက်လာပါကိုမျှော်ကိုပြီးမိမှုထမ်းတို့ထမ်းသွားပြီးပလဲတွေကို အနှံလိုက်ပါတယ်။အဲ့ဒီနောက်မိမိရဲ့ဂျေဇူးရှင်ကိုလည်းပလဲတခိုးလို့သတင်းပေးလိုက်ပါတယ်။မိမှုထမ်းတို့လည်းတလဲသွဲနှစ်တကွထိုယောက်ျားကိုဖန်စီကမင်းကြီးထံသို့ဝင်ကြပါတယ်။မင်းကြီးဟာထိုယောက်ျားကိုမြင်တဲ့အခါမှာပြင်းစွာအမျက်ထွက်ပြီးရော မြို့တောင်ဘက်တကားဝါမှာတန်ကျင်ရှူ၍တက်စီလူအမိန်ချမှတ်လိုက်ပါရဲ့မင်းချင်းတို့ဟာထိုယောက်ျားကိုချုံနှောင်ခေါ်ဆောင်သွားရာ မြို့တောင်တကားမှာအထွတ်နဂါးကြီးနေတဲ့နေရာတောင်ပိုကြီးအနီးကိုရောက်ရှိလာခဲ့ပါတယ်အဲဒီခါနဂါးကြီးထံမှာအကူအညီရစေခြင်းဟာချိန်ချက်ထားတဲ့အတိုင်းအဆွေနဂါးလို့အတန်ပြုတ်လိုက်ပါတယ်နဂါးလည်းပဲတောင်ပိုမှာထွက်လာပြီးမိမိရဲ့ကျေးဇူးရှင်ယောက်ျားကိုမင်းချင်းနေခေါ်ဆောင်သွားတာကိုတွေ့ရတဲ့အခါမှာ ချက်ချင်းပဲမိမိရဲ့နဂါအသွင်ကိုဖျောက်ပြီးလူလင်ပြိုအသွင်ကိုဖန်ဆင်းလိုက်ပါတယ်။အဲဒီနောက်မင်းချင်းယောက်ျားတို့ထံကိုချင်းကပ်သွားပြီးမင်းချင်းတို့ဤယောက်ျားကိုချက်ချင်းမတက်လိုက်နဲ့ပါနဲ့။ခိတ္တဆိုင်းညံပေးပါလို့ဆုခဲ့ပါတယ်။အဲဒီနောက်ချက်ချင်းပဲမွေနဂါအသွင်ကိုပြန်ပြောင်းပြီးနန်းတွင်သို့ဝင်ကမိဖုရားကြီးကိုကြိုက်ခဲလိုက်ပါတော့တယ်။မိဖုရားကြီးဟာမွေစိတ်တက်ပြီးမျောနေစင်မှာပဲလူအသွင်ကိုယူပြန်ပြီးယခုအဖမ်းခံထားရတဲ့သူဟာ မွေစိတ်ကိုဖြေနိုင်ပါတယ်လို့မင်းချင်းတို့ကြားအောင်ပြောပြန်ပါတယ်။အဲ့နော်ငကားဟာမိမိရဲ့ကျေးဇူးရှင်ထံအလင်းမြန်ပြန်သွားပြီးကျွန်ုပ်တို့ဒီလိုဒီလိုစီမံထားရင်မီဒီယာကြီးကိုကုသဖို့တင့်ကိုလာခေါ်ရင်အင်ဒီအမပြတ်လိုက်သွားပါရေတစ်ခွက်တောင်းပြီးမီဒီယာကြီးကိုကိုဖျန်းလိုက်ပါသူ့လိုလိုအစိတ်ပြေသွားပြီးပဂရိအတိုင်းကောင်းသွားပါလိမ့်မယ်။စသည်ဖြင့်မှာကြားခဲ့ပါတယ်။ပါရနတိမင်းကြီးလည်းပဲမွေစိတ်တက်နေတဲ့မီဒီယာကြီးကိုကုသဖို့အတွက် ဆေးစီရရှာခိုင်းလိုက်တာမှာမင်းမူရန်တူကယခုအဖမ်းခံထားရတဲ့သူဟာအစိတ်ပြေအောင်ကုသတတ်သူတူဖြစ်တယ်လို့အကြောင်းကြားထားတော့ကြောင့်ထိုယောက်ျားကိုခေါ်ခိုင်းလိုက်ပါတယ်။ထိုယောက်ျားလည်းနှကားမင်းမှားထားတဲ့အတိုင်းဆောင်ရွက်လိုက်တဲ့အခါမှာမီဒီယာကြီးလည်းအသက်ချမ်းသာရရသွားခဲ့ပါတယ်။အဲ့ဒီအခါမင်းကြီးဟာလွန်စွာ အားရကျေနပ်တဲ့အတွက်ကြောင့်ထိုယောက်ျားကိုအပြစ်မှလွတ်စေပြီးစုလက်ကိုပေးသနာပါတယ်။ တို့ယောက်ျားလည်းမိမိရဲ့ဖြစ်ကြောင်းကုံစင်ကိုမင်းကြီးကိုပြန်လဲပြောပြပါတော့တယ်။အရှင်မင်းကြီးတရိษံဖြစ်တဲ့ဆိုပြီးသူတော်ကောင်းကိုမထီမြင့်မြင်မပြုတင်ပါဘူး။ကြေးသားသည့်၎င်း၊ငကားမင်းသည့်၎င်း၊မိတ်ဆွေကောင်းရာ၌ထားထိုက်သူများဖြစ်ပါသည်။သို့ပါသောအကျိုးအကြောင်းခွဲခြားသိမြင်ပြီးကျွန်ုပ်တို့နှင့်အစဉ်အတန်းတူသော ထိုလူယောက်ျားသည်ကကောက်ကျစ်ရုံမှပြီးရောမိမိရဲ့ကျေးဇူးရှင်ကိုပင်ကျေးဇူးခဲ့ပါရဲ့။အချို့သောသူတို့ဟာ မိတ်ဆွေမဖြစ်ထိုက်ပါဘူး။ပရိသတ်တို့ဒီမှာကကောက်ကျက်မှုမရှိသည့်ဖြစ်၍မိတ်ဆွေဖြစ်ထိုက်ပါသည်ဟုပြောထားပါရဲ့။မင်းကြီးလည်းပဲအဲ့ဒီမျိုးသားရဲ့စကားကိုကြားတဲ့အခါမှာကြင်ညိုစိတ်ဖြစ်ပေါ်လာပြီးရောမင်းမှုထန်းတို့အားဒီယောက်ျားအင်ကြီးတလုံးစောက်ရွေပေးလိုက်ကြ။လက်ဆောင်ပန္နာတွေလည်းထပ်ပြီးပေးလိုက်ကြလို့ဆိုပါတယ်။အဲဒီမျိုးသားဟာမိမိရဲ့အိမ်ကိုကြေးသားနေတယ်၊ပညာမင်းနဲ့ငကားမင်းနေတယ်၊တောင်ပေါ်ကြားမှာစောက်လုပ်စေခဲ့ပါတယ်။ အဲ့ချိန်ကစားပြီးငကားမင်းကြေးသားနဲ့ထိုမျိုးသားတို့ဟာမိတ်ဆွေသုံးဖြစ်ချစ်ကြည်စွာ အတူတကွသက်ဆုံးတိုင်းနေထိုင်သွားခဲ့ကြပါတော့တယ်။ဒါကြောင့်ပညာရှိသူတို့ကောင်းပေါင်းတို့ကဉာဏ်ပညာဖြင့်မိတ်ဆွေကောင်းကိုသာရှာဖွေပေါင်းသင်းရန်ဟူတဲ့အဆုံးအမကို ပေးထားပါတယ်။ပညာရှိသူတို့ကမိတ်ဆွေကောင်းမရှိဘဲပျော်ရွှင်ချမ်းသာခြင်းကို မရနိုင်ဟု ဆိုထားပါတယ်။ ကြည့်ရှုနာဆင်သူမိษွေအပေါင်းတို့လည်းဉာဏ်ပညာဖြင့်မိษွေကောင်းများကိုရှာဖွေပေါင်းသင်းနိုင်ကြပါစေရှင်။နောက်ထပ်စိတ်ဝင်စားစရာဇလန်းကောင်းများနဲ့အတူပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်။အားလုံးပဲဘိုင်ဘိုင်ပါ။